မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးစစ်ကောင်မရှိအပြည့်ရဲ့ NCA 10နှစ်ပြည့်ပွဲမတက်ရန် EAO 6ဖွဲ့တိုက်တွန်းတဲ့အကြောင်းကို တင်ဆက်ပေးပါမယ် အာနာသိန်းစစ်ကော်မရှင်ဦးဆောင်ပြုလုပ်မည့်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲဆိုင်ရာသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမှု10နှစ်ပြည့်ခမ်းနားကိုကုလသမဂ္ဂ UN အပါအဝင်အာဆီယံအဖွဲ့နဲ့နိုင်ငံတကာတန်တမာများမတက်ရောက်ကြရန်တိုင်းဒါလက်နက်ကိုင်အဖွဲ့6ဖွဲ့ကအောက်တိုဘာ23ရက်နေ့မှာထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်အဆိုပါကြေညာချက်ကိုကရင်အမျိုးသားစီယုံ KNU မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ချင်းမျိုးသားတပ်ဦး CNF မွန်ပြည်တပ်ပါတီဆရာနာရှင်တိုက်ဖြတ်ရေး NNSPAD ပို့အမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL နဲ့လာဟုဒီမိုကရက်တစ် CEO NDU စသည့်အဖွဲ့၆ဖွဲ့ကပူးရဲကြေညာချက်ထုတ်၍တောင်းဆိုခြင်းဖြစ်ပါတယ်ထိုပွဲ၆ပွဲတွင် NDU မှလွဲ၍ကျန်တိုင်းသားလက်နက်ကိုင်၅ပွဲတွင်စစ်ကောင်မရှင်တပ်နှင့် ဖိတ်ခတ်တိုက်ခိုက်နေသည့်အဖွဲ့များဖြစ်ပါသည်ထိုကြေညာချက်တွင်စစ်တပ်သည် NC စာချုပ်ပါချက်များကိုအချင်းချင်းချိုးဖောက်နေသည်ဟုဖော်ပြထားပါသည်ထို့ပြင်2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုသည် NC စာချုပ်ရီမန်းချက်အခြေခံမှုနှင့်အနှစ်သာရတို့ကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး NCA ပါအချက်များကိုအကောင့်ထဲပေါ်မြည်လုပ်ငန်းရှက်သွားပြီးထိုစာချုပ်သည်စက်ကူစုပ်အဖြစ်သို့ရောက်ရှိသွားပြီးဟုလည်းကြေညာချက်မှာဖော်ပြထားပါသည် NC 10နှစ်ပြည့်ခမ်းနောက်ကို ကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံတကာတန်တမန်များတက်ရောက်ပါကအာနာသိန်းစစ်ကောင်ဖြင့်ကိုတရားဝင်မှုပေးတဲ့ကဲ့သို့ဖြစ်နိုင်သဖြင့်မတက်ရောက်ရန်တောင်းဆိုခြင်းဖြစ်ကြောင်း KNU ဗဟိုပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီကပြောပါရယ် NCA ဘာမှတရားမဝင်တော့ဘူးဆိုတာဒီဖွဲ့စည်းတွေမသိတာလည်းမဟုတ်ဘူးအကုန်သိတယ်နောက်တစ်ခုက2021ဆေယနာတင်ပြီးတဲ့နောက်ပိုင်းမှာပြည်သူလူထုပေါ်ဒီလောက်ရက်ဆက်ကြမ်းကြုတ်ပြီးမှတပြက်ညှင်းဆဲနေတဲ့ဟာအခုတက်သည့်အတော်မတက်နိုင်တဲ့ဟာကိုသွားတက်မယ်ဆိုရင်ဘလောက်ထိအကြီးတန်းအကြီးရဆိုးသလဲဆိုတာသိပြောစရာမလိုဘူးဟု၎င်းကဝေဖန်ပါတယ် ဘရူဆော့တော်နီကစစ်တပ်အာဏာသိမ်းလိုက်ကလေးကစစ်တပ်ဦးဆောင် ရေးခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြတ်သွားသလို NCA စာချုပ်တွေလည်းအသက်မဝင်ကြောင်းထောက်ပြပါရယ် NCA စာချုပ်လက်မှတ်ရေးထိုးမှုအထိမ့်အခမ်းအနားများနှစ်စဉ်ပြုလုပ်နေခြင်းသည်စစ်တပ်ကကိုကိုကိုပြန်လည်နေခြင်းသာဖြစ်ကြောင်းဘရိုဆော့တော်နီကမှတ်ချက်ပေးပါရယ် ကုလသမဂ္ဂအပါအဝင်အာဆီယံနဲ့နိုင်ငံတကာတန်တမန်များအနေဖြင့်မြန်မာပြည်သူများဘက်မျက်နှာမူ၍တိုင်းဒါလက်နက်ကိုင်အဖွဲ့များနဲ့ပူးပေါင်းလှုပ်ဆောင်ရမည်အချိန်ရောက်နေပြီဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော့တော်နီကပြောပါရယ်။အထူးသဖြင့်အဓိကကြားတဲ့အချက်ကပြည်သူဘက်ကမျက်နှာမူပြီးကျွန်တော်တို့နဲ့လက်တွဲလှုပ်ဆောင်ဖို့အချိန်တကယ်ရောက်ရှိလို့လာပါပြီးရဲရဲရင်ရဲနဲ့ပြက်ပြက်သားသားရက်တီဖို့လိုပြီးဆိုတာပဲတင်းပန်းချင်ပါတယ်ဟုဆိုပါရယ်။ ABSDF တွဲဖက်ထွေထွေတွေ့ရမှုတက်ရဲဘော်ကျော်လင်းကလည်းစစ်ကောင်ရှင်တီ NCA ဆိုသည့်ငင်းချင်ရေးကောင်းစဉ်ဖြင့်နိုင်ငံတကာနှင့်လူထုကိုလှည့်စားရန်ချိုးပန်းနေခြင်းဖြစ်ကြောင်းပြောပါရယ်၂၀၂၁ခုနှစ်အာနာသိန်းကလေးကစစ်တပ်ချိုးပန်းနေတာက သူကိုတရားဝင်အတိမတ်ပြုဖို့ဖြစ်တဲ့တရားဝင်မှုကိုအမြဲတစေနီးလန်းမျိုးစုံနဲ့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာလေသူကိုတရားဝင်အတိမတ်ပြုဖို့ကြိုးပမ်းအားထုတ်တဲ့နီးလန်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ကသူကိုဒီချက်ပေးလို့မရဘူးဆိုတာနိုင်ငံတကာကိုအမြဲတစေရှင်းပြနေတယ်ဟုရဲဘော်ကျော်လင်းကဆိုပါတယ်ယခုကဲ့သို့ပူတွဲကြီးညာချက်ထုတ်ခြင်းသည်လူလူပေါ်ရက်ဆက်ကြမ်းကြုတ်သည့်စစ်တပ်ကိုယဉ်ကျေးသည့်လူပေါင်းတွင်မထားသင့်ဟုထောက်ပြနေခြင်းဖြစ်ကြောင်း၎င်းကမှတ်ချက်ပေးပါသည် လုံခြုံရေးအရအမည်မဖော်လို့တဲ့နိုင်ငံရေးလိလာသူမြန်မာသူတွေတဲ့တအူကမှစစ်ကောင်မရှင်တဲ့ရေကောက်ခွဲပြည်တဲ့နောက်အရသာအမိခံအစိုးရတက်လာပါကငင်းချင်းရေးလုပ်ငန်းစဉ်ဆက်လက်လှုပ်ဆောင်ရန်ရည်ရွယ်နေသဖြင့် NC ဆယ်နှစ်ပြည့်ပွဲကိုအကြီးကျယ်လုပ်ရန် ပြင်ဆင်နေကြောင်းပြောပါရယ်စစ်ကောင်ရှင်ဘက်ကလည်း NC စာချုပ်ဆယ်နှစ်ပြည့်ပွဲကိုနေပြည်တော်တွင်အခမ်းအနားဖြင့်ကျင်းပပြုလုပ်ရန်စီစဉ်နေသည်ဟုထုတ်ပြန်ထားပါသည် အစိုးရနဲ့ဒိုင်းသားလက်နက်ကိုင်တပ်များကြောင့်ဖြစ်ခဲ့တိုက်ခိုက်မှုရဲ့ဆဲချောင်းချုပ်ဆိုတီစာချုပ် SCA ကိုတမရဦးသိန်းစိန်အစိုးရလက်ထက်2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာစတင်သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါဗျာ။ ကနေဦးတွင်တိုင်းသားလက်နက်ကိုင်ရှစ်ဖွဲ့လက်မှတ်ထိုးပြီး2018ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့မှာ NNSB နဲ့ NDU တို့လက်မှတ်ထိုးကြရာစုစုပေါင်း10ဖွဲ့လက်မှတ်ထိုးထားပါတယ်လက်မှတ်ထိုးရာတွင် ကုလသမဂ္ဂဥရောပသမဂ္ဂအမေရိကန်ဂျပန်ထိုင်းတရုတ်နဲ့အိန္ဒိယတို့ကပါအတိတ်သက်သေးဖြစ်ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ် 2021ခုနှစ်စက်တန်အာနာသိမ်းပြီးနောက် NC စာချုပ်လက်မှတ်ရေးထိုးသည့်အထိမ့်မဲ့ပွဲများကိုနေပြည်တော်တွင်နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ KNU နှင့် CNF ကဲ့သို့တော်လိုင်းအဖွဲ့များကလည်း NC စာချုပ်အသက်မဝင်သောကြောင့်သတင်းမီဒီယာများတွင်မကြခဏထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။ယခုကဲ့သို့အဖြစ်ရ NC နှင့်ပတ်သက်၍အဖွဲ့၆ဖွဲ့ပေါင်း၍သဘောထားထုတ်ပြန်ခြင်းသည်ပထမဆုံးအကြိမ်ဖြစ်ပါသည်။လာမည့်ဒီဇင်ဘာ28ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်းတစ်ကိုစစ်ကောင်မရှင်ကကျင်းပရန်ရှိနေပြီးရွေးကောက်ပွဲမတိုင်မီနှစ်လခန့်လိုတွင် NCC နှစ်ပြည့်ပွဲလုပ်ရန်စစ်ကောင်မရှင်ကစီစဉ်နေပါတယ်စစ်ကောင်မရှင်လို့သည် NCC နှစ်ပြည့်ပွဲသို့တရုတ်နှင့်အိန္ဒိယကဲ့သို့နိုင်ငံချင်းများတက်ရောက်သလို ပြည်ရင်းအင်အားကြီးလက်နက်ကင်တပ်ဖြစ်တဲ့ဝပြည်သွေးစီညီညွတ်ရေးတပ် UWSA မိုင်းလအဖွဲ့ NDA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့တက်ရောက်နိုင်ပွဲရှိကြောင်းအထက်ပါနိုင်ငံရေးလှလာသူမြန်မာသူတေတီကဆိုပါရယ်ဝရူမိုင်းလရူ SSPP တို့ကဖွင့်ပွဲမှာလာတက်မယ်လို့ကြားတယ်ဖိတ်ထားတော့ဖွင့်ပွဲမှာလာတက်မယ်ဒါပေမဲ့ဝင်ရောက်ဆွေးနွေးမှာမဟုတ်ဘူးလို့သိရတယ်ဟု၎င်းကပြောပါရယ် UWSANDA နဲ့ SSPP တို့သည်တရုတ်ပြည်အကြောင်းအခမ်းအနားလာတိုက်ရန်ဖြစ်နိုင်ကြောင်းအဆိုပါသုတေသီကမှတ်ချက်ပြုပါရယ် ်ထိုအခမ်းအနားတိုက်ရန်ရှိမရှိသိနိုင်ရန် UWS ရဲ့လောင်းရှိုးမျိုးဆက်ဆံရေးရုံတာဝန်ခံဦးညီရန်ကိုသတင်းဌာနကအွန်လိုင်းမှာတဆင်စပေးဖို့မေးမြန်းထားတော်လဲသတင်းရှိတာပြီးချိန်ထိတုံ့ပြန်ချက်မရသေးပေ NC 10နှစ်ပြည့်ခမ်းနားမတက်ရန်အပြည့်ရဲ့တိုင်းသားလက်နက်ကိုင်၆ဖွဲ့ကဘူးရဲကျင်ညာခြင်းသည်စစ်ကောမရှင်၏ NC လမ်းကြောင်းဖြင့်ငြိမ်းချမ်းရေးရကြံဆို့ ငင်းချင်ရရရန်ဆိုသည့်အချက်မလုံးမဖြစ်နိုင်ဆိုသည့်အတိတ်ပဲသာဖြစ်သောအတက်ပါနိုင်ငံလိလာသူကဆိုပါရယ်နိုင်ငံနဲ့လေချောင်းပုံကျဲနေတဲ့စစ်တပ်ရဲ့ NCA လမ်းကြောင်းတိုင်းနိုင်ငံတကာအဖွဲ့များဆက်လက်ပါဝင်နေပြီဆိုပါကမြမပြည်သူများဆင်းရဲဒုက္ခပိုရောက်ဖွယ်ရှိသည်ဟုတိုင်းသားလက်နက်ကိုင်၆ဖွဲ့ကတတိပေးသည့်အတိတ်ပဲတက်ရောက်သည်ဟုလည်းအထက်ပါနိုင်ငံလိလာသူကပြောကြားသိရပါရယ်နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ ဘုတ်ကလေးမျိုးနဲ့တကံဝါချင်းရွာအုပ်ချုပ်ရေးမှူးလင်းနိုင်ကစစ်မှုတန်းကျေးဦးဆိုကလောက်စင်ငွေကောက်ခံမှုမှရရှိသော3900နီးပါးကိုအလွေးသုံးစားလုံးမှုတိုင်ကြားစာပေးဖို့တော်လဲအရေးမယူသေးပြင်ငွေကောက်ခံမှုပိုဆိုးလာဆိုတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ အေယော်ရီတိုင်းဖို့ကလေးမျိုးနဲ့တကံဝချေရွာအုပ်ချုပ်ရေးမှူးလင်းနိုင်ကစစ်မှုတန်းကျေးဦးဆိုကလောက်စင်ငွေကောက်ခံမှုရရှိသော3900နီးပါးကိုအလွဲသုံးစားလုံးမှုတိုင်ကြားစာပေးဖို့တော်လဲအရေးမယူသေးပြင်ငွေကောက်ခံမှုပို့ဆိုလာကြောင်းဒေသပြည်သူများကပြောဆိုပါရယ်ဖို့ကလေးမျိုးနဲ့တကံဝချေရွာအုပ်စု၏အုပ်ချုပ်ရေးလင်းနိုင်က2024ခုနှစ်မေလမှစတင်၍စစ်မှုတန်းကျေးဦးဆိုကချေရွာပြည်သူများထံမှလောက်စင်ငွေချင်းများအတင်းအကျပ်ကောက်ခံခဲ့ကြောင်းစတင်ကောက်ခံခြင်းက အဆိုပါစစ်မှုတန်းကြီးမှာစစ်မှုရန်ဖြစ်သွားရောက်မိလူငယ်များကိုနစ်နာခြင်းနဲ့ထောက်ပံ့ခြင်းဖြစ်ပေးရန်ဖြစ်သည်ဟုဆိုကား လစဉ်လာတိုင်းကောက်ခံခဲ့ကြောင်းထို့သောလစဉ်ငွေကြေးများကောက်ခံ၍ရရှိသောငွေကြေးပမာဏမှာငွေကျပ်3900နီးပါးရရှိလာကြောင်းတို့ရတွင်အဆိုပါငွေကြေးများကိုစစ်မှုရန်ဖြင့်ဈေးလွတ်ခံရသောလူငယ်များနှင့်မိသားစုများကိုလုံးဝပေးရခြင်းမရှိဘဲအုပ်ချုပ်ရေးမှုနှင့်အဖွဲ့ကသက်ဆိုင်ရာမျိုးနှင့်အဖွဲ့များထံသို့လက်ငွေပေးကာသုံးဆွဲပြောပါလျက်ရှိကြောင်းရင်းကိစ္စအတွက်စစ်မှုထံရသည့်လူငယ်များနှင့်မိသားစုများကမချေနှဲ့၍နေပြည်တော်သို့တိုင်ကြားတော်လဲမိသည့်အရေးယူမှုမှမရှိ ကြောင်းသိရပါတယ်။ရှင်တို့ပြည်သူများထံမှစစ်မှုရန်ကြေးများကောက်ခံပြီးစစ်မှုတန်းလူငယ်များကိုထောက်ပံ့ခြင်းမပေးရသည့်အတွက်နေပြည်တော်သို့စုပေါင်း၍တိုင်ကြားကြကြောင်းတို့ရတွင်မြည်သည့်အရေးယူမှုမှမရှိဘဲငွေကြေးကောက်ခံမှုမှရခင်ကထပ်ပင်ပို့မှုဆိုးရွားလာကြောင်းသိရပါတယ်။ စစ်တပ်ကပုဂလိမျိုးနဲ့တွင်တွင်စစ်မှုတန်းလူငယ်များရရှိစေရေးအတွက်ကျေးရွာနယ်ရက်ွက်အုပ်ချုပ်ရေးမှုများကိုပေါ်တာဆွဲခွင့်စစ်မှုတန်းကြီးကောက်ခံခွင့်နဲ့လူငယ်များကိုဖမ်းဆီးချိန်ချောက်ငွေတောင်းခံခွင့်တရားဝင်ခွင့်ပြုပေးထားသည့်ပုံစံဖြစ်နေကြောင်းဒေသပြည်သူများရဲ့ပြောဆိုချက်များအရသိရှိရပါသည်